မကောင်းတာတွေဖြစ်ချင်းသိပေါက်လာပြီလှုပ်ချင်းသိပေါက်လာပြီပြောချင်းသိပေါက်လာပြီကြံချင်းသိပေါက်လာပြီရှင်ဩမကောင်းတာတွေဟာပူလောင်စေတတ်တယ်လို့နားလေပြီးတော့အဲ့ဒီမကောင်းတာတွေဒါစီရမဖြစ်အောင်ကြိုးစားရဟုတ်လားကာယကံဝစီကံမကောင်းမှုမဖြစ်အောင်ကြာတော့သီလနဲ့ဒါစီရပဲမနှောကံတွေမှာတောင်းကျမ်းနေတဲ့မကောင်းမှုကိုကြာတော့တမာတိနဲ့ဒါစီရပဲအနုတ္တရသဘောမျိုးနဲ့ဟုတ်လား ဖြစ်ခွင့်ကြုံရင်ဖြစ်မယ်ဆိုတဲ့သဘောမျိုးနဲ့ကိန်းနေတဲ့အနုတ္တယကိလေသာမျိုးကြတော့ပညာနဲ့အပိသတ်ဒါစီရတယ်ဟုတ်ရလားဒါကြောင့်အဲ့လိုသီလသမารိပညာဒီမကောင်းမှုကိုဖယ်ရှားနိုင်တဲ့အင်မတန်အစွမ်းထက်တဲ့ဒီသိခါ၃ပါးနဲ့ဒကာသမားတို့ဥရှင်တို့တွေဟာကိုယ့်ရဲ့ကာယကံဝစီကံမနောကံမကောင်းမှုတွေကိုတားနိုင်ရင်တားနိုင်တယ်လို့ချမ်းသာဒုက္ခကိုရမယ်ဟုတ်လား အကြောင့်ဦးဇင်းတို့သိတာထင်ရှားတာကတော့ကာယကံဝစီကံလောက်ကိုထိမ့်နိုင်နေဆိုရင်ပဲစိတ်ထဲမှာအင်မတန်ကျဉ်တတ်ပါတယ်။ငါဘယ်သူမှမကောင်းတာမလုပ်ဘူးမကောင်းတာမပြောဘူး။မနှောကံတွေပါ ထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုကျဉ်တတ်ပြီးတော့စိတ်ထဲမှာအေးချမ်းမှုများကြီးရမယ်။တော်တော်ကြာကြာထိမ့်ထားနိုင်ရင်တော်တော်ကြာကြာရမယ်။ဒါတွေကိုလက်တွေ့ပေးတတ်ပေါင်းသူတော်ကောင်းတို့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပါ